တိလယူပြီးသွားပြီတိလဝန္တပုဂ္ဂိုလ်တွေကြည့်ပါပဲအခုဟောဒီရိတ်သားကြီးရောက်နေကြတာတိလဝန္တပုဂ္ဂိုလ်တွေတိလရှိတဲ့ပုဂ္ဂိုလ်တွေပါတိလ၌ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြည့်ပါပဲတဲ့အေးဤကဲ့သို့တိလ၌ပြည့်စုံပြီဆိုလို့ရှိရင်တိလေပဋိဋ္ဌိတနရောသပညောလို့ ဝိသုဒ္ဓိမက်အထာဂရာဆရာမြတ်ကပြဆိုထားသည့်အတိုင်းပါပဲပထမသီလမပြည့်စုံသေးရင် သီလပြည့်စုံကြိုးစားရတယ်ပေါ့ဗျာသီလရှိအောင်ကြိုးစားရတယ်သီလနဲ့ပြည့်စုံတော့လေသမာဓိနဲ့ပြည့်စုံအောင်ကြိုးစားရတယ်သမာဓိနဲ့ပြည့်စုံတော့လေ ဝိပဿနာပညာမဲ့ပညာလို့ခေါ်တဲ့ပညာနဲ့ပြည့်စုံအောင်တဆန့်တက်ပြီးတော့ကျူစာအထဝပါတဲ့ယောဂီသူတော်ကောင်းတို့အဲ့ဒါကြောင့်မိမိတို့မှာဒီကနေ့သီလနဲ့ပြည့်စုံသွားပြီဆိုတဲ့အခါကြတော့သမာဓိပညာနဲ့ပြည့်စုံအောင်တဆန့်တက်ပြီးတော့ ကြိုးစားဖို့ရာဟာယောဂီတို့ရဲ့တာဝန်ယောဂီတို့ရဲ့အလုပ်ယောဂီတို့ဤပဒါနာအလုပ်လို့မှတ်ပါအီဤကဲ့သို့ပဒါနာအလုပ်ဟာတခြားမဟုတ်ပါဘူးတရားအထုတ်တဲ့အလုပ်ပါတဲ့အီမိမိတို့ရိတ်သမာနေသမြကာလပတ်လုံးဩငါအလုပ်ဟာတရားအထုတ်တဲ့အလုပ်ပဲ ငါဒီတရားအထုတ်ဖို့လာခဲ့တာပဲလို့ကိုကိုကို အမြဲအဖြစ်တတိပေးပြီးတော့တရားတတိပေးပြီးတော့တရားလက်မလွတ်ရအောင်တရားလက်လွတ်ပြီးတော့မနေမိအောင်အမြဲအဖြစ်တတိထားပြီးတကလားတတိကပြီးတော့ရှုမှတ်ပွားများအထုတ်တော်မူကြပါယောဂီသူတော်ကောင်းတို့ အအဒီတော့တရားအထုတ်တယ်ဆိုတာတရားဆိုတာဟာသဘောပါပဲသဘောဆိုတာဟာလေတရားပါပဲလို့ဆိုတော့ယောဂီတို့ခန္ဓာပေါ်မှာအထုတ်တဲ့အခါကြတော့ခန္ဓာကအတ္တဘောခန္ဓာသဘောခန္ဓာပညာခန္ဓာပရမတ်ခန္ဓာလို့ခန္ဓာကိုနှစ်မျိုးခွဲရပါတယ်နှစ်မျိုးခွဲထား ေပညာခန္ဓာကို ရှုမှတ်ရသည်မဟုတ်ပါဘူးတဲ့ပရမတ်ခန္ဓာကို ရှုမှတ်ရတာပရမတ်ခန္ဓာကို ရှုမှတ်ပါမှသဘောခန္ဓာကိုရှုမှတ်ရရောက်ပါတယ်သဘောခန္ဓာကိုရှုမှတ်ပါမှလည်းအာလုံယောဂီသူတို့ကောင်းတို့လက္ခဏာ၃ပါးကို တွေ့တယ်အဲ့ဒါလုံးမှတ်ပြီးတော့ တရားရှုမှတ်တဲ့အခါကြတော့တရားရှုမှတ်တယ်ဆိုတာကုသိုလ်ဖြစ်ရောကုသိုလ်ရရောရှုမှတ်နေတာမဟုတ်ပါဘူးဉာဏ်ဖြစ်အောင်ဉာဏ်ရအောင်အထုံနေတာမဟုတ်လို့ဉာဏ်ပဲကရမှာတုံးလို့မေးသဘောခန္ဓာကရမှာသဘောခန္ဓာကို ရှုမှတ်ရတယ်အေးအဲ့ဒီလိုဆိုတော့ယောဂီတို့ရုပ်ဆိုရင်ရုပ်ရဲ့သဘောကိုကိုကသိထားရတယ် သိအောင်လေကြိုးစားထားရတယ်။ဝေဒနာဆိုလို့ရှိရင်ဝေဒနာတဘော ကိုသိအောင်ကြိုးစားထားရတယ်။စိတ်ဆိုလို့ရှိရင်လေစိတ်တဘောကိုသိအောင်ကြိုးစားရတယ်ပေါ့။အဲ့ဒါလိုတဘောကိုသိအောင်ကိုဉာဏ်မှာတဘောတရားတွေထင်မြင်လာတဲ့အခါကြမှာအဲ့ဒီတဘောကိုရှုရတယ်။အေးအဲ့ဒီတော့အာလုံယောဂီသူတို့ကောင်းတယ်မနေ့ကတော့ စိတ်ကိုရှုမှတ်ပုံရှုမှတ်နည်းကိုပြောခဲ့ပါတယ်စိတ်ကိုရှုရတယ်စိတ်ကိုဘယ်လိုယောဂီတွေရှုရသလဲလို့မေးတော့ဒိဋ္ဌိဇယက်အာကြည့်တယ်ကိုယ်ဇယက်ကိုလေကိုသိဖို့လိုတာပေါ့ဗျာဒိဋ္ဌိဇယက်အာကြည့်တယ်ဉာဏ်ပညာကအနေပါတယ် ဉာဏ်ပညာနှဲပါပြီးတော့ဒိဋ္ဌိစေအာကြည့်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာစိတ်တဏှုပတ္တနာသတိပဋ္ဌာန်နဲ့သင်လျော်ပါတယ်တဲ့အဲ့ဒါကြောင့်စိတ်ကိုဘယ်ပုံပဲနှိအပြင်ရှုမှတ်ရမယ်ပေါ်များရမယ်ဆိုတာကိုယောဂီတို့မနေ့ကပြောခဲ့ပါပြီဒီတော့ဒီနေ့ဝေဒနာကို ရှုမှတ်ပုံကိုပြောမယ်အခုတရားအထုတ်တာ သုံးလေးရက်ရလာပြီဆိုတော့ဝေဒနာတွေကလည်းများလာပြီပေါ့ဗျာဝေဒနာများလာပြီဆိုတာကညောင်းတာညာတာတောင့်တာတင်းတာကြိုက်တာခဲတာထုံတာကျင်တာဟိုတုန်းကထိုင်စားတုန်းကလို့မဟုတ်တော့ဘူးအခုရက်ပိုင်းတွေကြတော့ပို၍ပို၍များလာတာပေါ့ပို၍ပို၍ ပင်ပန်းလာသလိုလိုလေးဖြစ်တတ်ပါတယ်အေးပင်ပန်းတာမပင်ပန်းတာကသာဒါကို့အတွက်အလုတ်လုံနေတာဟိုတရှင်ကနေပူပူတဲ့အတိုင်းမိုးရွာရွာတဲ့အတိုင်းမိမိတို့စူးစမ်းအထောက်လာခဲ့တာက သူများအတွက်ကြည်ပဲသာအတွက်သမီးအတွက်ဇနီးအတွက်ခင်မွန်းအတွက်ရက်အတွက်ရွာအတွက်ဆိုသလိုပေါ့ဗျာသူများအတွက်စူးစမ်းလာခဲ့တာ ဤသူများအတွက်ကြည်ပဲစ조사လုံးဖြစ်ဘူးကိုယ့်အတွက်လေကိုစ조사အောင်မဆိုတဲ့အတိအတိညာနဲ့ဟောဒီရိတ်တာကြီးထွက်လာကြတာဟောဒီရိတ်တာမှာမိမိတို့နေသည်၍နေသည်မြကာလပတ်လုံးကိုယ့်အတွက်ကိုယ့်အတွက်ကိုကျိုးအတွက်ယောဂီတို့조사တွားကြပါအထောက်တွားကြပါ ကိုယ်တို့အတွက်ကိုယ်အတွက်ဆိုတာကအာလုံယောဂီသူတို့ကောင်းတွေဘုရားဘာသာတုပ်ဥအဖို့အပယ်၄ပါးဟာ အပယ်၄ပါးကို အကြောက်ဆုံးပါပဲအလိုချင်းဆုံးဟာမညံဖုန်ညာနိဗ္ဗာန်ပဲဖြစ်ရအဲ့ဒီမညံဖုန်ညာနိဗ္ဗာန်ကိုရဖို့ရအတွက်အပယ်တကားပိတ်ဖို့ရအတွက်ကတော့ ဝိပဿနာဉာဏ်ရအောင် ပထမကြိုးစားရတယ်ဆိုတာကိုဘုန်းကြီးပြောခဲ့ပါပြီဝိပဿနာဉာဏ်ရအောင်ကြိုးစားဝိပဿနာဉာဏ်ဆိုတာကဘယ်လိုဉာဏ်တုံးလို့မေးရင်ဝိသေသေနပတ္တိတိဝိပဿနာလို့ဆိုသည့်အတိုင်းအထူးကြည့်ရတယ်အထူးမြင်ရတယ်ဗျာ အထုကြည့်မှအထုမြင်မှာတာမညာကြည့်တော့တာမညာပဲမြင်တာပေါ့အထုကိုကြည့်ရပါတယ်ဇူးဇူးဆိုက်ဆိုက်ကြည့်ရတယ်မှတ်ထားတာမညာကြည့်ရသည်မဟုတ်အထုကိုကြည့်ရပါတယ်ယောဂီတို့ဇံရအောင်ရှုမှတ်တာဇံဆိုတာဇာနာဆိုတာဇူးဇူးဆိုက်ဆိုက်ဇူးဆိုက်တမှု အာယုံပြုပြီးတော့ရှုမှတ်ရတယ်ဇန်ရှုတာတောင်းမှဇန်ရအောင်ကြိုးစားတာအခုဝိပဿနာလေးထုတ်သူပေါ့ဝိဝိပဿနာဆိုကလေးကအထူးကိုကြည့်ရပါတယ်ဉာဏ်နဲ့စူးစူးဆက်ဆက်ကြည့်ရပါတယ်အေးမိမိခန္ဓာမှာခုနကစိတ်ကိုပြောပြီးပြီး အေးဝေဒနာဝေဒနာဆိုတာဝေဒိယတလက္ခဏာဝေဒနာတဲ့ဝေဒနာဆိုတာခံစားတတ်တဲ့သဘောကိုဝေဒနာလို့ခေါ်ပါတယ်ခံစားမှုဟာဝေဒနာယောဂီတို့ပြောပြောနေပါတယ်ငါအတောခံစားရတယ်သူ့အတောခံစားလိုက်ရတယ်စသဖြင့်ပြောကြတယ်ပေါ့ဒါဝေဒနာကိုပြောတာ ဝေဒနာဟာယောဂမဟုတ်ဘူးယောဂဆိုတာယုတ်တရားအဲ့ဒါကြောင့်ဖရာလက်ထက်တော်အခါတုန်းကယဟန်တပါကမေးပါတယ်အရှင်ဖရာယောဂယောဂလို့ပြောကြတယ်ဖရာတဲ့အဲ့ဒီယောဂဆိုတာဘာကိုယောဂခေါ်ပါသလဲလို့မေးလျောက်တော့ဖရာက ရောဂောရောဂောတိယောဂယောဂလို့ဆိုတာဟာဟိရူပာဏမေတံအတိဝဇနာယုတ်တရားရဲ့နာမည်ပါပဲတဲ့ယောဂဆိုဒီမှယုတ်တရားဤနာမည်ယောဂအမည်ဖောက်ပြန်နေတာပေါ့ဗျာယောဂီတို့ခန္ဓာမှာပူတယ်ပူတာဟာလေယောဂပဲညောင်းတယ်ညောင်းတာဟာယောဂပဲယောဂမရှိတဲ့အချိန်ဆိုတာမရှိပါဘူး နေတာများတာပဲပြောရမယ်ပြင်းပြင်းထန်ထန်ဖြစ်တာနဲ့မပြင်းမထန်ဖြစ်တာပဲပြောရမယ်ယောဂကတော့အမြဲကိုရှိတာရုပ်ရှိရင်ယောဂရှိတာပဲအေးအဲ့ဒီယောဂပူတယ်အေးတယ်တောင့်တယ်တင်းတယ်နားတယ်ကျင်းတယ်ကတ်တယ်ခဲတယ်အဲ့ဒါဒီအလုံးဟာတခြားမဟုတ်ဘူးယောဂပဲ အဲအဲ့ဒီယောဂဖြစ်တော့ယောဂီတို့ထိုယောဂဒံကိုခံစားရခံစားရတယ်ခံစားရတယ်ဆိုတာစိတ်နဲ့သိပါတယ်ဝေဒနာနဲ့စိတ်ဟာတပြိုင်နက်ဖြစ်တာကိုဗျဝေဒနာဖြစ်ရင်စိတ်ဖြစ်တာပဲစိတ်ဖြစ်ရင်လည်းဝေဒနာဖြစ်တာပါပဲဝေဒနာနဲ့စိတ်ဟာ ဧကုပ္ပါဒဧကနိရောဓဧကလံမနဧကဝတ္ထုကဆိုသလိုပေါ့တပြိုင်နက်ဖြစ်တာတပြိုင်နက်ရှုပ်တာအဲ့ဒီတော့နာတေနာဒဟဝေဒနာမဟုတ်ဘူးယောဂအဲ့ဒီသဘောကလေးကိုခံစားရတာဝေဒနာညောင်းတယ်ညောင်းတာဟာယောဂအဲ့ဒီယောဂသဘောကိုခံစားရတာဝေဒနာ အဲ့ဒီခံစားမှုကိုချုပ်ရတယ်ခံစားမှုချုပ်အဲအဲ့ဒီဝေဒနာဝေဒနာကဒုက္ခဝေဒနာဒုက္ခဝေဒနာပေါ်တဲ့အခါယောဂီတို့ရှမ်းတာတယ်ရှမ်းတာတယ်ရှမ်းရမ်းတာတာနေရတယ်အဲဒုက္ခဝေဒနာကိုမှပေါ်တယ်ယောဂီတို့စာရွက်ဒီမှလေးပါပါတယ် ဒုက္ခဝေဒနာကိုမှပေါ်တယ်တကူလုံးပေါ်တယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတာဆင်းရဲမှုကိုခံစားတာဆင်းရဲတယ်ဆိုတာကိုမကြိုက်တာကိုမနှိမ့်သက်တာဟူသမျှဆင်းရဲတာကြီးပဲဗျဆင်းရဲတာကြီးပဲအဲ့ဒီသဘောကလေးတွေကိုခံစားရတာဒုက္ခဝေဒနာလို့ခေါ်တာ ဒုဒုက္ခဝေဒနာတိလေးကိုမှပေါ်တာပဲတကုလုံးပေါ်တာပဲအဲ့ဒါကြောင့်ဒုက္ခဒုက္ခတိကိုမှပေါ်တယ်ဥပခဝေဒနာကြတော့အလုံးယောဂီသူတို့ကနေမျက်စိနာနာခေါင်းလျှာမှပေါ်တယ်ဥပခသာကတံသကုဝဉာဏံဥပခသာကတံသောတာဝဉာဏံစသဖြင့်ဥပခဝေဒနာတိမျက်စိနာနှာခေါင်းလျှာမှာပေါ်သလိုဝန်းတည်းမှာလေးပဲ တနေ့ရပေါ်ပါတယ်တဲ့ဗျာအဲ့ဒါကြောင့်ဒုက္ခဝေဒနာပေါ်ရာဌာနအေဥပ္ပခဝေဒနာပေါ်ရာဌာနငါးဌာနရှိတယ်ပေါ့အေးလေကိုရှုချိတ်နေတဲ့အခါရောက်ပြီတော့ရှမ်းရမ်းသာသာနဲ့ရှုချိတ်ရတာ ရှိတယ်စင်စင်ရဲရဲနဲ့ရှုချိတ်ရတာရှိတယ် အဲ့ဒါကြောင့်ဝေဒနာဝေဒိတလက္ခဏာဆိုသည့်အတိုင်းခံစားတတ်တဲ့သဘောကလေးဟာဝေဒနာပဲအေးဒါဖြင့်ဒီဝေဒနာဟာဘာကြောင့်ဖြစ်ရသလဲဖတ်တာကြောင့်ဖြစ်တာဖတ်တာပြည့်စရာဝေဒနာအဲ့ဒီဝေဒနာကအာလုံယောဂီသူတို့ကောင်းနေဒုက္ခဝေဒနာပေါ်လို့ဒုက္ခဝေဒနာကိုမချွတ်မိဘူးဆိုလို့ရှိရင် ဒုက္ခယဝေဒနာယအဲ့ဒီဒုက္ခဝေဒနာကိုမရှုမိတဲ့အတွက်ကြောင့်ကာမရာဂအနုတ္တယောအနုတေတိကာမရာဂအနုတ္တယဖြစ်တယ်ဗျာဒုက္ခဝေဒနာမရှုမိရင်ပေါ့ရှုမိတဲ့ပုဂ္ဂိုလ်ကတော့ဒုက္ခဝေဒနာရှုလိုက်တဲ့အခါကြတော့ဒုက္ခဝေဒနာကအပြည့်ရှုတဲ့ဉာဏ်ကမဲ့ဆိုတော့မဲ့ပဲပေါ်တယ် အေးအဲ့ဒီမဲ့ပေါ်ရင်ကာမရာဂနုတရာဖြစ်ခွင့်မရဘူးဘာကြောင့်မဖြစ်တာတုံးလို့မေးရင်ကာမရာဂနုတရာဖြစ်မဲ့နေရာမှာမဲ့အစားထိုးလို့မဲ့ပေါ်သွားလို့နှစ်မျိုးတစ်ပြိုင်နက်ဖြစ်ရုံထုံးစံမရှိဘူးတစ်မျိုးစီတာပေါ်တာ ဒီတော့ယောဂီတို့မိမိတို့ကကာမရာဂနှုတ်တရားမဖြစ်ရအောင်ဉာဏ်ပေါ်အောင်မဲ့ဆိုတာဉာဏ်ပါပဲဉာဏ်ပေါ်အောင်ဉာဏ်ဖြစ်အောင်တမင်္ဂလာကြိုးစားရတယ်ဗျအဲ့ဒါတရားအထုတ်တာဘာအတွက်အထုတ်တော့ဉာဏ်ရအောင်အထုတ်တာဉာဏ်ပေါ်အောင်အထုတ်တယ်လို့မှတ်တာဉာဏ်ဖြစ်အောင်ကြိုးစားတာ ဒုက္ခယဝေဒနာယဒုက္ခဝေဒနာလေးပေါ်တတ်ပါတယ်တဲ့ဒီဒုက္ခဝေဒနာကိုအလုံးယောဂီသူတို့ကောင်းတွေနိုင်အောင်မုဂုတ်သူတို့ဘုရားကြီးဆုံးမထားတဲ့အတိုင်းပြောကြလို့ရှိရင်ဖြင့်ဒုက္ခဝေဒနာကိုကြောအောင်ဒုက္ခဝေဒနာကိုလွန်အောင်ရှုမှတ်ရတယ်အေးဤကဲ့သို့ရှုတဲ့အခါကြတော့ ဘုန်းကြီးတို့မိုးကုတ်စရိုဖရာကြီးဟောခဲ့တဲ့တရားတော်တွေကိုလေ့လာကြည့်ဝေဒနာကိုခွာပြီးတော့မရှုခိုင်းဘူးဝေဒနာကိုတက်ရိုက်ရှုခိုင်းတာပါဠိတော်ဤလို့ခေါ်တာပေါ့အထကရာဤကခွာရှုတာဝေဒနာဝိခံပိတ်တော်ဝေဒနာခွာရှုရှင်သီဝလိမေတော်တော့ဆိုလို့ရှိရင်ရှင်သီဝလိကိုမွေးဖွားတော့မယ်ဆိုတဲ့အခါကြတော့ ဒုက္ခဝေဒနာပြင်းပြင်းပြပြခံစားရတဲ့ပုံရ။အေးဝေဒနာကိုခွာပြီးတော့ဖရာဂုံတော်ကိုအာယုံပြုတ်ပါတယ်။တုပ်ပါဝါဒမင်းသမီးဟာဖရာဂုံတော်အာယုံပြုတ်တယ်။အဲ့ဒါဝေဒနာခွာရှုတာ။ဝေဒနာခွာရှုတဲ့ဆိုကလေးကဝေဒနာကိုရှုတာ မဟုတ်တော့ဘူး။ဂုံတော်ကိုအာယုံပြုတ်တာ။ ဒါလေဘုရားကုံတော်ကိုအာယုံပြုနေကြမို့လို့သာပြုလို့ရတာပေါ့ဗျာဝေဒနာတိုက်ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့အခါကြတော့ဘုရားကုံတော်အာယုံပြုဘုရားကုံတော်အာယုံပြုဆိုတော့ကောက်ခံငယ်ခါပြုလို့ရတာမဟုတ်ဘူးတရားဆိုတာခုရည်တွင်းတူခုရည်ကြည်တောက်ခြင်းလို့မရဘူးအရှင်အတန်းတာတစ်ခုဆိုတာရှိရပါ 一新鲜吧的，新鲜哇吧的，有一道呃，热辣气呀吧的。有一道，有一道蘑菇丝罗飞鸡嘎道，为了拿个快手罗毛吧，为了拿个大叶熟吧，为了拿个麦都子呢，为了拿个麦、啊、都洋葱，巴都呀嘛，为了拿皮皮果都洋葱。 ဖြစ်တဲ့သဘောကိုလေသိအဲ့ဒီသိလို့ထိုးသဘောကလေးဟာရှိသေးသလားမရှိတော့ဘူးလားညာနဲ့ကြည့်ညာနဲ့ရှုညာနဲ့ရှုလိုက်တဲ့အခါကျတော့မရှိတော့ဘူးပြက်သွားပြီလို့ပဲသိရပါတယ်အပြက်မြင်အောင်ရှုတော့အဲ့ဒီတော့အလုံးယောဂီသူတို့ကနေရှုမှတ်နေတဲ့ယောဂီမှာ ဝေဒနာလို့ရှုလိုက်တယ်ဝေဒနာမတွေ့အပြက်သာတွေ့တာဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်အဲ့ဒါလို့ရှုမှတ်နေမယ်ဆိုလို့ရှိရင်ဒုက္ခယဝေဒနာယပတိကအနုတ္တယောအနုတ္တိပတိကမဖြစ်ပါဘူးတဲ့ပတိကဆိုတာယောဂီတို့နဲ့သိရင်းနှီးမှုမရှိဘူးပေါ့ဗျာ သိမရှိဘူးဒေါသဆိုလို့ရှိရင်ယဉ်နှိမှုရှိပါတယ်ပฏิကဆိုတာလေဒေါသပါပဲအတူတူပဲပฏิကနဲ့ဒေါသဟာအတူတူသာမှတ်လိုက်အေးအဲ့ဒီတော့ဒုက္ခဝေဒနာကိုမရှုမိဘူးဆိုလို့ရှိရင်ယောဂီတို့မှာဒုက္ခယဝေဒနာယပฏิကနှုတ်စီရောအနုသေးတိဒေါသအနုသေးရဖြစ်လာတယ်ဗျာ ဒေါသဖြစ်ပြီဆိုလို့ရှိရင်ဖြင့်သောကပရိဒေဝလာပါလိမ့်မယ်ပရိစ္ဆသမှုပဆက်သွားလိမ့်မယ်ပရိစ္ဆသမှုပမဆက်ရအောင်ညာနဲ့ဖြတ်ရတယ်ညာနဲ့ဖြတ်ပြီအီဥပ္ပခဝေဒနာဥပ္ပခဝေဒနာဥပ္ပခဆိုတာကဒုက္ခနဲ့ဒုက္ခဒုက္ခနဲ့ဒုက္ခကြားမှာ ုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးသုခလို့လည်းမဆိုနိုင်ဘူးဒုက္ခလို့လည်းမဆိုနိုင်တဲ့တမျိုးဟာရှိရမယ်လို့ဒီလိုသတ်မှတ်တယ်ပေါ့ဗျာကြားမှာကြားမှာတမျိုးရှိရအေးအတော့တော်လေးပဲဥပခဝေဒနာကိုချုပ်နိုင်ဖို့ရသိဖို့ရကတော့အလွန်ခင်းရင်ပါတယ်သင်ရှားတာကဒုက္ခနဲ့ဒုက္ခပဲ အဲ့ဒီဒုက္ခဒုက္ခတို့တွင်လေးပဲအထင်ရှားဆုံးဟာဒုက္ခပဲယောဂီတို့ကိုယ်လွန်တို့မယ်အနိစ္စရောက်တို့မယ်ဆိုတဲ့အခါကျတော့တေလောက်အောင်ကိုဖြစ်မှာဗျဒီတိုင်းပဲသိမှာတော့တေလောက်အောင်ကိုဖြစ်မှာအေးတေလောက်အောင်ဖြစ်တဲ့ဝေဒနာကိုမရဏံတိကဝေဒနာလို့ခေါ်တ မရဏန္တိကဝေဒနာငါတို့တရားတို့မဟိဒီတောင်းတော့ငါကြောနိုင်မှာမဟုတ်တော့ဘူးဟိလို့သိလာတဲ့အခါကျတော့ဒုက္ခဝေဒနာကလည်းပြင်းပြင်းထန်ထန်ကို ဖြစ်လာပါဒီတို့ယောဂီတို့စဉ်းစားကြည့်အခုဒီအောင် ဖြစ်သေးတဲ့ဝေဒနာမဟုတ်မဟုတ်ဘူးဗျာ ဤသီလအောင်ကိုဖြစ်တာမဟုတ်သေးဘူးဒီဝေဒနာကလေးကိုမှယောဂီတို့ကြောအောင်လွန်အောင်မရှုနိုင်ဘူးဆိုလို့ရှိရင်ဒီကနေ့မှဖြစ်လာမဲ့ဝေဒနာဘယ်နဲ့လောက်သိခံမတော့သိခံနိုင်ပါမလားစဉ်းစားကြည့်အဲ့လိုတိမခံနိုင်ဘူးဆိုလို့ရှိရင် အာလုံယောဂီသူတို့ကောင်းတဲ့တောင်ဆွဲမြောက်ဆွဲတောင်ရမ်းမြောက်ရမ်းဖြစ်ကုန်တော့မယ် ေအဲ့ဒါလို့ဆိုလို့ရှိရင်အာလုံယောဂီသူတို့ကတည်းကုသိုလ်စိတ်တွေမဖြစ်တော့ဘဲနဲ့အကုသိုလ်စိတ်တွေကြီးပဲဖြစ်မယ်ဗျအဲ့ဒါလို့ဆိုလို့ရှိရင်အကုသိုလ်စိတ်ပဲဖြစ်ဖြစ်ကုသိုလ်စိတ်ပဲဖြစ်ဖြစ်စိတ်ဆိုတာဟာအေးစိတ်တေနာနိယတေလောကောတဲ့ဓမ္မပဒပါဠိတော်မှာဖះဟောတာတာ လောကဟောဒီလောကကြီးကိုစိတ်တင်နာစိတ်ဖြင့်ဝါစိတ်ကစိတ်ကဆောင်းနေတာဗျာယောဂီတို့အင်္ဂဒီရောက်အောင်ရိတ်သာကြီးရောက်အောင်လာခဲ့တာဘသူကဆောင်းလာစိတ်ကဆောင်းလာအေးတဘဝနဲ့တဘဝလူဘုံဌာနလူဘဝကနေပြီးတော့စိတ်ကပဲဆောင်းမယ်အပေလေးပါရောက်သွားတယ်ဆိုရလေစိတ်ကဆောင်းတာ လူဘုံနတ်ဘုံတွေရောက်သွားတယ်ဆိုတာလေစိတ်ကဆောင်းတာဗျာကောင်းတဲ့စိတ်ကကောင်းတဲ့ဘက်ကိုဆောင်းမယ်မကောင်းတဲ့ဘက်ကမကောင်းတဲ့စိတ်ကိုဆောင်းမယ်အဲ့ဒီတေဂာနိရှင်မှာဒုက္ခဝေဒနာကပြင်းပြင်းထန်ထန်ဖြစ်လာလေလေဆင်းရဲလေလေဟုတ်မကောင်းတဲ့စိတ်တွေဖြစ်ပေါ်ရတာများတယ်နော်အဲ့ဒါကြောင့်မုဂုဆရတော်ဘုရားကြီးဆုံးမတော်မူခဲ့တယ် ဝေဒနာကိုကြောအောင်ရှုလွန်အောင်ရှုတယ်ဗျာဝေဒနာကိုရှုတော့ဝေဒနာကြီးလို့ရှုတာပဲသို့တော့ဝေဒနာမတွေ့ပဲနဲ့ဖြစ်တဲ့ဘောပြက်တဲ့ဘောကြီးပဲတွေ့နေရင်အဲ့ဒါဝေဒနာကြောတာပါပဲဝေဒနာလွန်တာပါပဲအေးအဲ့ဒါလို့ရှုလို့အလုံးယောဂီတို့တို့ကောင်းတွေရှုမှတ်နေတဲ့ပုံပေါ်မှာ ဝေဒနာအပြည့်ရှုညာမဲ့ဒုက္ခဝေဒနာအပြည့်ရှုညာမဲ့ဒုက္ခဝေဒနာအပြည့်ရှုညာမဲ့ဥပေက္ခဝေဒနာအပြည့်ရှုညာမဲ့အပြည့်ကြီးပဲတွေ့အပြည့်မဲ့အပြည့်မဲ့ဒီလိုတွေ့နေတဲ့အခါကြတော့ယောဂီတို့ထိုးရှင်းမှကြည်ယောဂီတို့ထိုးရှင်းမှမဲ့ဆိုတာညာညာပြညာနဲ့နေတာညာနဲ့နေတာ ဉာဏ်နဲ့နေတော့အေးချမ်းတာပေါ့လောဘဒေါသမောဟဆိုတဲ့ကိလေသာနဲ့နေတော့ပူလောင်ရတာပေါ့အဲ့ဒါလို့တရားတွေ့လို့တကယ်ရှုမှတ်နိုင်ပြီဆိုလို့ရှိရင်ယောဂီတို့ဟိုးလက်ပြောက်ရှီပြောက်ခေါင်းပြောက်တစ်ခုလုံးကို ပြောက်လို့အေးဘာတွေပဲတွေ့နေတုံးလို့မေးရင်အပြည့်နဲ့မဲ့ကြီးပဲတွေ့နေတာ အဲ့ဒီချိန်မှာအလုံးယောဂီသူတို့ကောင်းတွေအေးချမ်းပါတယ်အေးချမ်းပါတယ်စိတ်ကိုအေးလို့ခန္ဓာကိုယ်ကြီးကိုငြိမ်လို့စိတ်ကိုအေးလို့စိတ်လေးအေးချမ်းတယ်ကိုယ်လေးအေးချမ်းတယ်ကိုယ်စိတ်နှစ်ပါးလုံးအေးချမ်းတယ်အေးအဲ့ဒါဟာတရားရဲ့အယတာပေါ့ဗျာ တရားရဲ့ရှမ်းတာမှုသဗ္ဗရတင်ဓမ္မရတိစိဏတိတရားနဲ့မွေ့လျော်လာတယ်တရားနဲ့ပျော်မွေ့လာတယ်တရားပဲနှလုံးသွင်းပြီးတော့နေကျင်တော့တယ်တရားကို အရှင်ကြလို့သာဖြုတ်လိုက်ရတယ်ဖြုတ်ကိုမဖြုတ်ကျင်တာအဲ့ဒါလို့ဖြစ်လာရမယ်အဲ့ဒါလို့ဖြစ်လာရမယ် ဖြုတ်ကုန်မဖြုတ်ခြင်းသာစားရည်တောက်ရည်မဟုတ်လို့သာမဖြစ်မနေဖြုတ်လိုက်ရတာမဖြုတ်ခြင်းဘူးတရားပဲနှလုံးသွင်းရင်ပြီးတော့နေခြင်းတော့တယ်ဒီလိုဖြစ်လာရမှာအဲ့ဒါတရားနဲ့ပြောနိုင်တာတရားနဲ့မွတ်လျော်နိုင်တာယောဂီတန္တရာမှာသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့လုပ်ငန်းကံငန်းနဲ့စီးပွားရေးကြီးပွားရေးနဲ့ ပျော်မွေ့လာခဲ့တာများလာပါပြီအဲ့ဒါတဏှာနဲ့ပြောတာအေးနောက်ပိုင်းကမအေးပါဘူးယောဂီဘယ်လိုပြောပြောအဲ့ဒီပျော်ရွှင်မှုရဲ့နောက်မှာစိုးရင်မှုတွေကြောင်းကြမှုတွေပူဆွေးမှုတွေငိုကြွေးမှုတွေလိုက်နေတာပဲ အခုတရားနဲ့ပြောတာကအာလုံယောဂီသူတော်ကောင်းတို့နောက်ကလိုက်လာတာဘာမှမရှိဘူးညာအေးလို့ငြင်းချမ်းလို့အေးလို့ကိုယ်လေးငြင်းချမ်းနေစိတ်လေးငြင်းချမ်းနေအေးပူပူလောင်လောင်ဆိုတာဘာမှမရှိတော့ဘူးအဲ့ဒါလို့အဲ့ဒါလို့တွေ့လာအောင်မြင်လာအောင်ဖြစ်လာအောင် အလုံးယောဂီသူတို့ကောင်းတွေကြိုးစားကြအထောက်ကြပါကြိုးစားရင်တကယ်အမှန်မုတ်ချဖြစ်ပါတယ်အမှန်မုတ်ချဖြစ်ပါတယ်ဘာမှတန်တရာမရှိနဲ့ဟုတ်မှဟုတ်ပါမလားတွေးမနေနဲ့ဟုတ်ပါတယ်အမှန်တကယ်ဟုတ်ပါတယ်အဲ့ဒါကြောင့် จุดจ่าอัตถุโตมุจจาบายกิตุโรกันโตจุดจ่าจ่าอัตถุจ่าบา